အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီလာမဲ့ဒေလာပိုင်းအတွက်တက်တော့ကနမိတ်ကြောင့်ကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဘရိုတာမီအတွက်ပါစီးပွားရေးငွေကြေးအလောက်ကိုင်းပညာရေးကအဆုံးတာမီကန်ရဲ့အဆဆုံလျောင်လေးကြည့်ပေးမယ်ပြီးရင်ကျော်ရတရားလေးလည်းပေးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီလေးလာပိုင်းမှာဘရိုတာမီအတွက်ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့တူလိုက်ကြည့်ကြမယ်ခင်ဗျာဒီလေးလပိုင်းမှာကံကောင်းနေလားကံဆိုးနေလားရံခန်းတော့အပြည့်ခွဲခြားရမယ်ဆိုရင်တော့ ကောင်းအားက90လောက်ရှိတယ်ဆိုးအားက90လောက်ရှိပါတယ်။ဘာတွေက90ကောင်းနေလဲ90ကဘာတွေသတိထားရအောင်လဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ဘေးရအနောက်မှာကျွန်တော်ရေဒီယာလေးလည်းပေးမယ်။ကန်ညက်တယ်ဆိုပြီးတော့စိတ်ဓာတ်မကြတော့နဲ့ကျွန်တော်ပေးနေရေဒီယာကိုတိကျလိုက်လို့မယ်ဆိုရင်မိတ်ဆွေရဲ့ကန်တွေတချို့ပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်။ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တော့ကံအရန်ကောင်းတယ်အလောက်ကံနဲ့ပတ်သက်တော့ညံ့တယ် ကျွန်တော်ပြောတာနည်းနည်းရှုပ်သွားမှမသိဘူးเนาะအလုတ်လုံးမှပတ်စံရမှာပေါ့ဘယ်ကငွေလာမလဲပေါ့เนาะဒါမေးစရာမေးခွန်းလေးရှိလိမ့်မယ်အလုတ်တန်နဲ့ပတ်သက်ရင်ညံ့တယ်ဖြက်လို့ဖြက်စီလောက်တဲ့သူများတယ်ဆိုပေမဲ့ငွေကြီးနဲ့ပတ်သက်တော့ရန်ကန်ကောင်းတယ်ငွေတွေမထင်မှတ်ထားပဲဝင်လာတတ်ပါတယ် ကံနဲ့ပတ်သက်လို့ရအကျိုးပေးတယ်။ဒါကြောင့်ကံတွေဆန်းကြည့်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အလောက်ကံကအနေချင်းညက်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ကုလကံကကောင်းတယ်။မမျော်လင့်ပဲငွေတွေရရှိတာမျိုးမမျော်လင့်ပဲငွေတွေကောင်းရတာမျိုးတွေပေါ့နော်။အဲ့လိုမျိုးတွေရရှိတတ်ပါတယ်။ငွေကြေးဥစ္စာဖြစ်စီကံကကောင်းပါတယ်ခင်ဗျာ။တတိထာယမှာကမိတ်ဆွေကံနဲ့ပတ်သက်တာမိတ်ဆွေလုံးဝအကျိုးမပေးတဲ့ကာလတခုဖြစ်ပါတယ်။ မိတ်ဆွေနဲ့ပတ်သက်မဲ့ဆိုရင်အရန်ယုံကြည်တေးပါဘူးကိုအရန်ယုံကြည်ရတဲ့သူတွေကငွေကြေးနဲ့ပတ်သက်ပြီးကိုလင်ညာတော့တက်တယ်ကိုလှည့်စားတော့တက်တယ်ဒါကြောင့်ကျွန်နေနဲ့အကြံပြုရရင်တော့တငယ်ချင်းမိတ်ဆွေတွေငွေတွေချီတာတွေအာမခံတာတွေလုံးဝမလုပ်သေးပါဘူးအဲ့ဒီကိစ္စတွေလုပ်မိမဲ့ဆိုရင်ကိုကသူများကိစ္စတွေမှာဝင်ပြီးတော့ ြစ်နာပြီးဖြည့်ဆင်းရတတ်တယ်။ဒါကြောင့်လုံးဝလုံးဝငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံတာတွေမလုပ်ပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်။အရန်ကောင်းနေတာကမိသားစုရင်းနဲ့ပတ်သက်တော့ကိုယ့်ရဲ့မိသားစုမှာအဆက်အသွယ်ပြည့်နေတဲ့သူတွေအဆက်အသွယ်မရတဲ့သူတွေပြန်လည်ရရှိတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဘုရားမိအနေနဲ့အရန်ကောင်းနေတာကနော်ကိုယ့်ရဲ့အိမ်တော်ရေးကံကတော့အ ਨੇ ချင်းညက်တယ်မိသားစုရေးကံကတော့ကောင်းတယ်။ဒီချိန်ဒီကာလမှာကျွန်တော်ခြံဝဲတာတွေအိမ်ဝဲတာတွေ အိမ်ဆောက်တာတွေလှုပ်ပေးရင်တော့ရန်ကောင်းပါတယ်ခင်ဗျာဒီလေးလာပိုင်းမှာတိထားရမှာကအိမ်အောင်ရေးနဲ့ပတ်သက်တာအရန်ကြီးမဆိုးဆိုပေမဲ့ကိုယ့်ရဲ့အိမ်အောင်ရေးမှာဖြက်လို့ဖြစ်စီလူတွေဝင်လာတတ်ပါတယ်အိမ်အောင်ရေးရှုပ်ရှုပ်ထွေးကိစ္စတွေလည်းဖြင်းစင်းရတတ်ပါအိမ်အောင်ရေးကြောင့်မှာဖြက်လို့ဖြစ်စီလူတွေဝင်လာတတ်ပါတယ်အထူးပြုဆိုင်ပါခင်ဗျာအိမ်အောင်ရေးကံအ ਨੇ ချင်းညက်တယ်လို့ဆိုရပါမယ်ကျင်းရတဲ့ရန်တည်ကျင်တဲ့အခြေအနေပတ်သက်တာအခြေရန်ညံ့တာမဟုတ်ဘူးကောင်းတယ်လည်းမဟုတ်ဘူးဒီထားရမှာက ဒီချိန်ဒီကာလမှာခြေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ညံ့သွားတတ်တယ်။ဘာညံ့သွားမလဲဆိုတော့ကိုယ့်ရဲ့အချီရေးကြားမှာဂျားလူတွေဝင်လာတတ်ပါတယ်။သုံးပွေဆိုင်ခြေဆက်လက်နဲ့လည်းဖြေရှင်းရတတ်ပါတယ်။အခြေနဲ့ပတ်သက်မဲ့ဆိုရင်တော့အရင်မညံ့ဘူးဆိုပေမဲ့ကိုယ့်ရဲ့အချီရေးကြားမှာတစ်ဖက်လူတွေဝင်လာပြီးတော့ပြက်နာပြီးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့ချစ်တူပေါ်မှာယူဆိုင်ပါသူ့ကိုအမြဲတမ်းလိုအရေးကြီးလို့စောင့်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒီတိုင်းပဲလွတ်သားမရင်တော့ဂျာလာရင်အချီရေးကံတွေက ပြက်ပြက်ပြက်နဲ့နှာခေါင်းတွေထွက်သွားတတ်တယ်ဒါကြောင့်အခြေအနေကံနဲ့ပတ်သက်မယ်ဆိုရင်အရင်မညက်ဘူးဆိုပေမဲ့ဖြက်လို့ဖြက်စီသူတွေဝင်လာပြီးတော့အဆင်မပြေဖြစ်တတ်ပါတယ်ကျမရေးနဲ့ပတ်သက်တော့ရေးပွဲအပြည့်ကျမရေးအားကောင်းတယ်ဒီထားရမှာကကိုနဲ့မတည့်တဲ့အစားအစာတွေကိုနဲ့မအပ်ဆက်တဲ့နေရာတွေလုံးဝမသွားသေးပါဘူးကိုယ်နဲ့မအပ်ဆက်တဲ့အစားအစာတွေစားမိရင်မတည့်တဲ့အစားအစာတွေစားမိရင်ကျန်းမာရေးရုပ်တရက်ညှင့်သွားတတ်ပါတယ်ပြီးတော့ကိုယ်နဲ့မအပ်ဆက်တဲ့နေရာတွေလည်းလုံးဝလုံးဝမသွားသေးပါဘူးကျန်းမာရေးနဲ့ပတ်သက်မယ်ဆိုရင်တော့ဂရုစိုက်နိုင်ရင်တော့ okay မယ်ကိုကပြီးစလွယ်နေရင်တော့ကျန်းမာရေးရုပ်တရက်လည်း ညံ့တော့တက်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ဖြစ်လို့ဖြစ်စီလူတွေဝင်လာတက်ပါတယ်ပညာရေးပတ်သက်အထူးကျူးစားရမှာကကိုပေါင်းတင်းနေတဲ့တကယ်ချင်းမိတ်ဆွေတွေဖြစ်စီမှုကြောင့်ကိုယ့်ရဲ့ပညာရေးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်တကယ်ချင်းတွေကိုအထူးကျူးစားပါခင်ဗျာတကယ်ချင်းတွေဖြစ်လို့ဖြစ်စီလုပ်မှုကြောင့်ကိုယ့်ရဲ့ပညာရေးမှာထိခိုက်တတ်ပါတယ်ဒီလိုလမျိုးမှာစောင်းပွဲဖြေတာတွေရှိတယ်ဆိုရင်ကျွန်တော်ပြိမဲ့ရေတောင်တိကျလောက်ပါအလုပ် interview ကလည်းဒီအတိုင်းပဲ ကိုအတုံးမကြမှုကြောင့်ကိုရဲ့အလုပ်အင်တာဗျူးမှာထိခိုက်တတ်ပါတယ်အထူးယူဆရမှာကတကယ်ချင်းတွေမိတ်ဆွေတွေအထူးယူဆပါခင်ဗျာအလုပ်အင်တာဗျူးရှိတဲ့သူတွေနေနေကလည်းကျွန်တော်ပေးမဲ့ရည်ရွယ်ကိုဒါတိတိကျလုပ်ပြီးတော့သွားပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ပုထုသားမီးနေနေအထူးယူဆရမှာကသားမီးကံသားမီးအကျိုးမပေးတဲ့ကာလဖြစ်တယ်သမီးတွေမွေးထားတဲ့အစုံနဲ့အထူးပြုဆိုင်ပါခင်ဗျာကိုယ့်ရဲ့သမီးကအရွယ်ရောက်လာသူဆိုဂယုဆိုင်ပါအရန်ဂယုဆိုင်ရမယ်ဂါလာတခုဖြစ်ပါတယ် တာဟကန်နဲ့ပတ်သက်ရင်တော့တချို့ခေါင်းပါတယ်တာဟကန်နဲ့ပတ်သက်ရင်အကျိုးခံစား권ရှိပါတယ်အလောက်ကန်နဲ့ပတ်သက်ရင်ခဏအောင်ကြောပြောခဲ့လို့ပဲအလောက်ကန်ကအရန်ကြီးဒါမညံ့ဘူးကောင်းတယ်လဲမဟုတ်ဘူးအထူးပြုဆိုင်ရာမှာကိုယ့်ရဲ့အလောက်ထဲမှာဖျက်လို့ဖျက်စီးလို့တဲ့သူတွေဝင်လာတတ်တယ်အလောက်နဲ့ပတ်သက်ရင်လည်းမတည်ငြိမ်ဘူးစိတ်ကပြောင်းချင်တယ်ဆွေ့ချင်တယ်အလောက်ပြောင်းချင်တယ်အလောက်တွေစားတည်ချင်တယ်အဲ့လိုစိတ်တွေတဖွားဖွားပေါ်နေတတ်ပါတယ် ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်အထူးဂရုစိုက်ပါခင်ဗျာကိုယ့်ရဲ့အလောက်မှာဖျက်လို့ဖျက်စီးလှုပ်တဲ့သူတွေအစိတ်မှာအပိတ်ပင်နဲ့အသားစီးတဲ့ဟန့်သားတွေရှိနေတတ်ပါတယ်။ဒါကြောင့်အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်အထူးဂရုစိုက်ဖို့အရင်ရေးကြည့်ပါရစေခင်ဗျာ။အရင်ကောင်းနေတာကန်နဲ့ပတ်သက်တာကန်နဲ့ပတ်သက်တာတွေကအရင်ကန်ကောင်းပါတယ်အကျိုးပေးနေတဲ့ကာလတခုဖြစ်ပါတယ်။ကန်နဲ့ပတ်သက်ပြီးတော့ကန်ဆန်းကျင်နေဆိုရင်တော့နှိပ်ပါတဲ့နံပါတ်တွေ လေးပါတဲ့နံပါတ်တွေကကိုယ်အရန်အကျိုးပေးပါတယ်ဒီလိုလေးလပိုင်းမှာကန်နဲ့ပတ်သက်တဲ့အလုပ်တွေကအရန်အကျိုးပေးပါတယ်နှစ်နဲ့လေးနဲ့ပါတဲ့နံပါတ်တွေကကိုယ်ကိုအရန်အကျိုးပေးရတဲ့အကြောင်းနှစ်နဲ့လေးနဲ့ပါတဲ့နံပါတ်တွေကိုရွေးချယ်ပြီးတော့ဒါဖြည့်ရထိုးမယ်ဆိုရင်ထိုးလို့ရပါတယ်ကန်နဲ့ပတ်တိုင်တော့အရန်အကျိုးပေးပါတယ်ခင်ဗျာကန်ကောင်းနေတဲ့အကြောင်းကနော်အပြာရောင်ရဲ့ပန်းရောင်ရဲ့ဖြစ်ပါတယ်အရေးကြီးတဲ့ကိစ္စတွေရှိရင်ဝစ်စင်ပေးပါဥပမာ အလုပ် interview သွားတာမျိုး เนาะအရေးကြီးတဲ့စကားတွေပြောဆိုဖို့တွားတာမျိုးတွေဒီအရာဝတ်ဆင်ခြင်းအဖြစ်အကျိုးထူးရရှိမှာဖြစ်ပါတယ်ညံစီလို့အသုံးပြုပါကိုကမဝတ်ဆင်လို့ဆိုရင်လည်းဒါပဝါတွေဖြစ်ဖြစ်ပေါ့เนาะအဆောင်သဘောမျိုးနဲ့ဆောင်းတော့ပါခင်ဗျာဒီလိုရောင်တွေကကိုအရန်အကျိုးပေးပါတယ်ကောင်းနေတာတစ်ခုကဒီလိုလေးလပိုင်းမှာခီးသွားတာတွေအလဲပန့်သွားတာတွေအရန်ကောင်းပါတယ်ခင်ဗျာလုံးဝအနှောက်အယှက်အပိတ်ပင်အသားစီလုံးဝမရှိပါဘူးနိုင်ငံခြားသွားဖို့เนาะစိတ်ကူးနေတဲ့သူတွေရက်ဝေးသွားဖို့เนาะစိတ်ဆန္ဒရှိနေတဲ့သူတွေကလည်းပြင်းပြောက်သွားမှာဖြစ်ပါတယ် ကဲကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုဖျက်အောင်လုပ်ပေးပါခင်ဗျာဒီရေဒီယာလှုပ်လှက်ခြင်းအားမိတ်ဆွေတို့ကြုံတွေ့နေအခက်အခဲတွေအကျက်တွေတွေပြေပြောင်းသွားမှာဖြစ်ပါတယ်ရေဒီယာကိုကျွန်တော်တို့တူတူလက်လုပ်ကြမယ်ခင်ဗျာလှုပ်ရမယ်ရေဒီယာကအရန်လွယ်ကူပါတယ်ခင်ဗျာကိုယ့်ရဲ့အနီးနားမှာပဲဖြစ်ဖြစ်ပေါ့နော်တွိုင်းလာရင်းနဲ့ပဲဖြစ်ဖြစ်ချိုးတဲ့တဲ့သူတွေအဆင်မပြေတဲ့သူတွေရှိရင်ကိုယ်တက်နိုင်တဲ့ဟာလေးတွေလူတန်းပေးပါခင်ဗျာဥမာငွေကြေးတော်၎င်း ကိုဝတ်ထားတဲ့ဝတ်စာအဟောင်းနေဖြစ်ဖြစ်ပေါ့နော်လှူဒန်းပေးပါဝတ်စာအဟောင်းဆိုပေမဲ့ဆုပ်ဆုပ်ပြက်ပြက်တော့မလုံနေပေါ့နော်တခါဝတ်နှခါဝတ်တွေပေါ့နော်တန်တန်လေးတွေကိုလှူဒန်းခြင်းအားဖြင့်မိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်အခဲတွေအကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်အထူးဂရုစိုက်ရမှာကအိမ်တော်ရေးကံညက်နေတယ်ပညာရေးကံညက်နေတယ်ပြီးွားရင်နောက်မိတ်ဆွေကံညက်နေတယ်အဲ့ဒီအညက်လေးတွေပြေပြောက်သွားရအောင်အခုကျွန်တော်ပြောတဲ့ကြေရအောင်ကိုဖြေအောင်လုပ်ပေးပါခင်ဗျာ အခုလိုမျိုးမအားတဲ့ကြားကနေကျောင်းရဲ့ဘီယိုကိုအစကနေဆုံးလှိုက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေနှစ်အစကနှစ်ဆုံးကောင်းနံပါတ်ကောင်းတော့တိတ်ကောင်းတော့ငွေချေနဲ့ပြည့်စုံပြီးပျော်စွင်တော့မီတာစုပွားတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာအခုကြုံတွေ့နေတဲ့တဘာဝ BNDA ကလည်းဂိမ်းလုံးကြပါစေခင်ဗျာဘီယိုရဲ့အဆုံးအသတ်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲအကျက်တွေဖြစ်နေတဲ့ဘောရူတာမီတွေ့ရအောင်မြင်ရအောင်ဝေးမျှခြင်းရှယ်ခြင်းပြီးကုလိုယူလိုက်ပါခင်ဗျာ ဝေးမြခြင်း share ခြင်းပြီးကျွန်တော်လည်းထပ်တူကုတို့ရမှာမယ်ကျွန်တော်လိုမျိုးတကုတကဗီဒီယိုလုပ်နေစရာမလိုပဲမိတ်ဆွေတို့ share လိုက်ရုံဖြင့်ကုတို့တန်းရမှာဖြစ်ပါတယ်နောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်